ကျောင်းနိုင်ငံကုမင်းမြို့ပြည်ပြည်ဆိုင်ရာလေးစိမ့်မှာတွေ့ရလို့မြန်မာ witness အဖွဲ့ကဇွန်လ23ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အဲဒီလေယာဉ်နှစ်စင်းက WHY အမျိုးအစားလေယာဉ်တွေဖြစ်ပြီးအမီးနံပါတ်9923နဲ့9924လို့ဖြစ်ကြတယ်လို့ထုတ်ပြန်ထားတာပါ။မြန်မာ witness ကထုတ်ပြန်တယ် WHY လေယာဉ်နှစ်စင်းကမြန်မာနိုင်ငံကိုရောက်ရှိနေပြီဖြစ်တယ်လို့ latest stadium အတိုင်းဝိုင်းကလည်းပြောပါတယ်။ဒီလေယာဉ်နံပါတ်ပေါ့နော်လေယာဉ်နံပါတ် WHY နှစ်စင်းလေယာဉ်နံပါတ်ကျွန်တော်တို့ 5823နဲ့5824ပေါ့เนาะ2025ခုနှစ်အတွင်းထဲမှာ5823နဲ့5824နှစ်စီးရောက်တာပေါ့2025ခုနှစ်ကျွန်တော်တို့မေလမှာတော့5823ရောက်ပြီးတော့အဲလေနံပါတ်5824ကတော့ကျွန်တော်တို့စွန်လ6ရက်နေ့ကဒီဟောပေါ့မင်္ဂလာတုံး data scan ဌာနချုပ်ကိုရောက်ရောက်နေတာ စစ်တပ်ရဲ့ဟိုပါပေါ့တရုတ်ပို့ဆောင်ရေးဟိုအဓိကအရေးကြီးဆုံးတရုတ်ပို့ဆောင်ရေးလေရင်လို့ဒါ Y8 လေရင်ပြောလို့ရတယ်နော်။ဘာကြောင့်လဲဆိုတော့ Y8 လေရင်ကျွန်တော်တို့လူရောက်100ကျော်ထိနိုင်တယ်။နောက်တစ်ခုကသူတင်ဆောင်နိုင်တဲ့တန်ချိန်ကတော့ခုနလိုအပေါင်း2000လောက်အထိသူတင်ဆောင်လေးရှိတယ်ပေါ့နော်။နောက်ခု2024ခုနှစ်အတွင်းထဲမှာပဲခုန Y8 လေရင်နဲ့သူကဒီ ပြည်သူတွေကိုလေကြောင်းတိုက်ခိုက်မှုဘုံကျဲဖို့အတွက်ဒါပလန်ရှိတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော် aviation ကိုခေါ်တဲ့လေကြောင်းပြန်တမ်းမှုဆိုင်ရာတပ်ပုံ website တစ်ခုကနေဒီလေယာဉ်တပ်ပုံတွေထွက်ပေါ်လာပြီးတဲ့နောက်မြန်မာ witness ကတင်းနီယာကိုအတီးပြုခဲ့တာဖြစ်တယ်လို့တာဝန်ရှိသူတဦးက ARI ကိုအတီးပြုပြောဆိုပါရယ်။ဝိုင်းလေယာဉ်တွေကိုတရုတ်နိုင်ငံအခြေဆိုင် Shanxi Aircraft Corporation ဆိုတဲ့ကုမ္ပဏီကနေထုတ်လုပ်ထားတာပါ။ ိုင်းလင်းရမြန်မာနိုင်ငံမှာစုစုပေါင်း6စီးရှိကြတာဖြစ်ပြီးလက်ရှိအချိန်မှာတော့အခုရောက်ရှိတဲ့2စီးအပါအဝင်မှ4စီးပဲရှိတော့တာဖြစ်ပါတယ်86 86 2020စီးရှိနေရခင်ဗျာရင်ချာဒီ980ကကြတော့ဟိုမှာပြိတ်မှကြကြသွားတယ်။အဲပြီးတော့16က right off ဖြစ်သွားပြီ။17နဲ့ right off ဖြစ်သွားပြီ ။နောက်ရှိရ round ကတည်းက round ကတည်းကဒီလင်းရင်တံပိုးချော်ပြီးတော့လုံးဝတုံးလို့ရတော့ဖင်ဟာဝိုင်းညကလည်းပုံသွားပြီ။အင်းအင်းဟောဘုံကတည်းကအဲ့လင်းရင်ပြတတ်ပို့တာရော။18ရယ်19ရဲ့အင်းကြီးကခါကျိုးသွားတယ်။အခုက၄ပြီးပဲကျန်တော့မှညီမလေးကဝိုင်းက18ရယ်ကတည်ယူပို့ဆောင်ရေးလင်းရင်ကိုအကြီးသားတည်ယူဆောင်ရေးလင်းရင်ကြီးကောင်းဘိုင်းကဟိုပါဘောပြောနေတယ်။ကုန်တင်ကားကြီးလိုပဲ။ကုန်တင်ကုန်တင်ကားတော့လို့ဆောင်းတယ်အများကြီးပါတယ်ကွာ ဒီသူတွားနိုင်တဲ့မျိုးတွေနဲ့ပတ်သွားနိုင်တဲ့ဟာ construction ကတော်တော်များတယ်ပစ်ဒီစီဖောက်ကင်းနဲ့အများကြီးအဲ့ဒါကြောင့်မလို့ဒါတွေတိကျတာတော့နော်အဓိကဟိုတက်တူတက်လို့တွေရိတ်ခါရနေခေရန်ပို့ဆောင်ရည်တွေအဓိကထားတော့မယ်လေနော်